က်ရှိကလုတ်ခက်ခဲငလင်ကြောင်းနေပြီးတော့မှဒီနေ့မက်ရှလာ30ရက်နေ့အထိတရားစမီပြန်လည်ရရှိခြင်းမရှိသေးပါဘူးတရားစမီပြန်လည်ရရှိခြင်းမရှိတာကြောင့်တော့သုံးရခက်ခဲလေဖြစ်ပေါ်လေရှိပါတယ်အခုမြင်လို့နေရမြင်ဝင်ရတော့နေပြီးတော့ဇိုးတိမျိုးနဲ့ရွှေချပင်လမ်းပေါ်မှာရှိတယ်ခန်းတော်ရအကြောင်းတိုက်ကအကြောင်းတိုက်မှာတော့သုံးရ လာရောက်ခိုက်ယူနေတဲ့ညီဝင်တွေဖြစ်ပါတယ်။ဒါနဲ့ပဲတော့အကြောင်းတိုက်ကဆရာတွေကဒီတက်တွေတုံးပြီးတော့ဝိတ္တတွင်းကြီးတွေကိုတော်တော်ရေလွယ်ချက်ရှိနေပြီးလို့အခမဲ့ထူထမ်းပေးနေတာဖြစ်ပါတယ်။ ားတယ်။အင်းဒီခက်ခဲတွေကြုံတွေ့နေရတဲ့လူပြီးတော့မှအခုလိုမျိုးဒီချန်ရှိနေတဲ့ထောင်ချောင်းတွေရောမှာဒီခက်နေပြီးဒီချိုးနေပြီးလည်းတွေ့နေရပါတယ်။